ဒီနေ့ကျွန်တော်က furniture တွေအကုန်ပါတဲ့အစ်စ်နေထိုင်ရုံအင်္ဂလိပ်တလုံးလေးဖြစ်တယ်ပြီးတော့ solar system တွေပါတဲ့အပြေအမှာမေမျိုးနဲ့လိုက်ဖတ်တဲ့အာခီပုံစံလေးနဲ့ရေးဆွဲတိဆောက်ထားတဲ့ဒီလိုခေါင်းမိုးအချွန်လေးနဲ့ဒီလိုခိုးအင်္ဂလိပ်တွေငှက်အင်္ဂလိပ်တွေပါတဲ့အင်္ဂလိပ်တလုံးကိုဒီနေ့3,500နဲ့ရောင်းချပြီးမှဖြစ်ပါတယ်ခင်ဗျာ င်တော်ကတော့ပြုံးနေမြို့မှာရှိတဲ့ခမ်းမသေးချာမှန်ကန်တဲ့မြေလေးနဲ့အိမ်လေးတွေပဲအဓိကရွေးချယ်ရောင်းချပေးနေတဲ့ဒေါက်တာဆုံးဖို့ဖြစ်ပါတယ်ဒီမှာကျွန်တော်လိုက်ပြပေးမယ်ဒီရင်လေးကကြာကျွန်တော်တို့ပြုံးလွင်မျိုးရဲ့အလားဆုံးရက်ွက်တစ်ခုထဲမှာပါဝင်တဲ့ပြုံးလွင်မျိုးရက်ွက်ကြီးဆက်တဲ့ရေငယ်မဟာအန်တုကန္တာဖရာကြီးအနီးမှာရှိတဲ့အင်းလေးတစ်လုံးဖြစ်ပါတယ်ခင်ဗျ။ချမ်းရဲ့အကျေကတော့မျက်နှာစာ40ရှိပြီးတော့မှဒီဘက်ကပေး50ကြော်ကြော်လောက်ရှိတယ်။အဲ့တော့ပေး40 50ဝင်းကျင်မှာတိဆောက်ထားတဲ့ဂါစီဘိုလေးပဲပါတဲ့အင်းလေးတစ်လုံး တကယ်ကိုတကယ်ကိုရင်ခုန်ဖို့ကောင်းတယ်တကယ်ကိုကြည်နူးဖို့ကောင်းတယ်မြင်တာနဲ့ကိုကျွန်တော်တို့မင်းမျိုးဆိုတာနဲ့တောင်ပေါ်ဒေတာနဲ့လိုက်ဖက်တဲ့ကြာ vibe ကိုအပြည့်အဝခံစားစေမယ်အိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျပတ်ဝန်းကျင်မှာဆိုရင်အမှကျွန်တော်တို့ဒီမှာဒီလိုအိမ်ပုံစံနီးတူဒီလိုခေါမွှေချွတ်ချွတ်အိမ်လေးတွေလည်း CCG နဲ့အကောလုံး CCG ကိုရှိနေပြီးတော့မှတော်တော်ကိုပြည့်ပြည့်စုံတယ်လက်မဆက်တွေလည်းတော်တော်ကောင်းတယ်အိမ်ရဲ့အရှိမဆိုရင်ကျွန်တော်ဒါပေ25ပဲပေ30ကျဲတဲ့ကွန်ကရစ်လမ်းတွေရှိတယ်ပြီးရခါကျရေနုံမြတ်ဆစတန်တွေအကုန်ပါပြီးသား တအိမ်လုံးကိုလည်းကျွန်တော်ဒါလုံချုံရေးဗီတာစူးချိုးတွေနဲ့အကုန်လုံးဒါတက်ဆင်ပြီးတာဖြစ်ပါတယ်ခင်ဗျ။ Okay ဒါဆိုရင်အိမ်တော့လိုက်ပြ။ channel မှာလည်းကျွန်တော်တို့ကဒီလိုလေးကားနှစ်စီးလောက်ရက်လို့ရနိုင်တဲ့နေသားတစ်ခုရှိတယ်။ပြီးတော့ဒီလိုအနားယူစရာဂါစီဘုံလေးလည်းပါတယ်။ဂါစီဘုံမှာဆိုရင်ဒီလိုတစ်ပင်ပန်းမှန်လေးတွေနဲ့မီးသီးလေးတွေနဲ့အလားဆင်ထားတယ်။ဒီမှာอืมထီချူပင်လေးတွေဆိုပန်းအုပ်လေးနဲ့စီစီကြီးစိုက်ပြိုးထားတာလည်းလေတကယ်ကိုလုံးဝမိုက်တယ်။နောက်တစ်ခုစိတ်ဝင်စားဖို့ကောင်းတာကအိမ်ထဲကိုကျွန်တော်ဒီလိုလေးလက်ကထလေးနဲ့ဆင်းပြီးတော့မှ အော်တကယ်ကိုတောင်ပေါ် vibe ကိုအပြည့်အဝရရှိတဲ့အင်္ဂလိပ်တလုံးဖြစ်ပါတယ်ခင်ဗျာဒီမှာအင်ဂျင်မှာဆိုရင်လည်းဒီလိုထင်းရှုပ်ရင်အကြီးရလဲကျွန်တော်ဒါတကယ်ကိုငင်းချမ်းရနေရပဲကဲဘင်းနဲ့ဝင်ကြည့်ဒီလေးရဲ့အတွင်း decoration ပိုင်းဆိုရင်တော်တော်လေးကိုချက်စရာလေးကျွန်တော်ဒါ cabinet တွေအစဒီလိုလေးပစ္စည်းပစ္စည်းတွေတင်ဖို့တဲ့သေချာလေးပြုလုပ်ပြီးထားတယ်ပြီးတော့အိမ်နဲ့လိုက်ဖက်တဲ့ကျွန်တော်ဒါ color အနေထားဖြစ်တဲ့ဒီလိုအပြာရင့်ရောင်နဲ့လည်းကျွန်တော်ဒါတွဲဖက်ပြီးတော့မှအသုံးပြုပေးထားတယ်ပြီးတော့ဒီ ိုရီးယားရေစုံကပါကင်းနေဆိုရင်လည်းဒီလိုလေးခဲရောင်လေးနဲ့လေတကယ်ကို match ဖြစ်နေတယ်ပြီးတော့မျက်နှာချက်စီလင်အလှနဲ့မီးစိုက်အလှလေးတွေဆိုရင်တကယ်ကိုလေတကယ်ကိုမင်းမျိုး vibe နဲ့တာမော် data vibe နဲ့ကိုပြည့်စုံတဲ့အိမ်လေးတစ်လုံးဖြစ်တယ်ဒီမှာ cabinet လေးတွေရောဒီမှာ endo plan လေးတွေအစอืมနေရာမှာရေးဆွဲထားတဲ့ဒီလိုပကြီးပကြီးလေးတွေအစလေတော်တော်ကိုလှတယ်ကဲ ဒီဘက်ချမ်းကတော့ဒါကျွန်တော်တို့ဒါဖျားကန်း area လေးဖြစ်ပါတယ်ခင်ဗျဒီခန်းလေးကတော့ဒါကျွန်တော်တို့ဒါဖျားကန်းဒါကျွန်တော်ပြုလုပ်ပေးထားတယ်ဒီမှာဖျားကြောင်းဆောင်လေးနဲ့ဒီညမှာကျွန်တော်တို့ဒါဒီအိတ်ခန်းကိုဖျားကန်း area မလုပ်ချင်ဘူးဆိုရင်လည်းဒါအိတ်ခန်းအနေနဲ့လည်းကျွန်တော်တို့ဒါအသုံးပြုလို့ရနိုင်တဲ့အခန်းကြီးကြီးတစ်ခန်းဖြစ်ပါတယ်ခင်ဗျအိတ်ခန်းလေးဆိုရင်လည်းလေတကယ်ကိုကြစ်ကြစ်လစ်လစ်လေးနဲ့ဒါ မိသားစုတစုနူးနူးထူးထူးလေးနေလို့ရမယ် vibe တခုဖြစ်တယ်ဒီမှာကျွန်တော်မှန်အကြီးနဲ့အဲ့လိုလေပုံဝဲချင်းအလှတောင်းတောင်းနဲ့အလှကိုလေဒီ air gun ထဲမှာထားပြီးတော့မှကြီးရှုခန်းစားလို့ရနိုင်တယ်ပြီးတော့လေဝင်လေထွက်အားလည်းကောင်းတယ်အလင်းရောင်လည်းကောင်းတယ်နက်နက်ချက်လည်းမြင့်တယ်ပြီးတော့လုံချုံရေးတန်ပန်းတွေကိုလည်းတအိမ်လုံးတက်ဆင်ပြီးတာဖြစ်ပါတယ်ခင်ဗျာဒီလို furniture တွေဆိုလေတကယ်ကို match ဖြစ်နေတာချက်စရာလေဒီမှာ cabinet လေးတွေအားစဒီမှာကျွန်တော်တို့ဒါဩပကြီးလေးတွေဆွဲထားတာအားစတော်တော်မိုက်တယ်ကဲအိမ်ခန်းထဲသွားကြည့် ဒီအိမ်မှာအတားကြတခုကကျွန်တော်တို့ဒါအိမ်ခန်းနဲ့အိမ်ခန်းနဲ့မှာဒီလိုကက်ဘိနက်လေးတွေကိုလုံးဝ match ဖြစ်အောင်ကျွန်တော်တို့ဒါပတ်ဝန်းအောင်ကျွန်တော်တို့ဒါထည့်သွင်းပေးထားရတယ်ပြီးတော့အဲကွန်းတွေလည်းအခန်းနဲ့အခန်းတိုင်းမှာပါတယ်ပြီးတော့ဒီလို furniture တွေပါအကုန်ပါတဲ့အပြင်ကိုတကယ်ကိုအသိနေထိုင်ရုံဖြစ်တဲ့အနေအထားတစ်ခုအောင်ကျွန်တော်တိစောက်ပေးထားရတယ်မိဖို့ကမှာဆိုရင်ကျွန်တော်တို့ဒါဒီလိုကက်ဘိနက်လေးတွေလည်းပါတယ်ဒီမှာချက်ပြုတ်မယ်အပြင်ကိုကြည့်မယ် ပြည့်စုံတယ်ဒီ area လေးကဒါကြောင့်ဒါထမင်းစားတဲ့ data dining area လေးဖြစ်မယ်ပြီးတော့ဒီမှာ solar system တွေကိုလည်းဒီလိုကျွန်တော်တို့ဒါ24နာရီအကုန်ကြီးရအောင်ကျွန်တော်တို့အကုန်တက်ဆင်ပေးထားတယ်စနစ်ကြရတယ်ဖွဲ့စည်းမှုကောင်းတယ်အများဆုံးရေချိုးကအင်တာကကျွန်တော်တို့ဒီဘက်မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်ရေချိုးကအင်တာပါတဲ့ master bedroom တစ်ခန်းကဒီဘက်မှာ ဒီအိမ်ပြပြလေးတရှိနေတဲ့ဒီနေရာကပြုံးနေမျိုးရက်ွက်ကြီးစက်တရင်ငယ်အိဆာစရာလမ်းရဲ့နှစ်ကွက်ငုံမှာရှိပါတယ်ခင်ဗျာအနီးနားမှာဆိုရင်ကျွန်တော်ဒါမှအနုကန္တာဖရာကြီးအနီးနားမှာရှိတယ်ပြီးတော့အခု hotel တို့ပြီးတဲ့ခါကျတော့ private school တို့ပြီးတော့ကျွန်တော်ဒါ convenience store တွေနဲ့နီးနီးနားနားမှာရှိတယ်ပြီးတော့ agent တာယာစိတ်ငိမ့်နဲ့ပတ်ဝန်းကျင်မှာရှိပြီးတော့မှဒီလိုခေါင်းမိုးချုံချုံလေးတွေရှိနေတဲ့အိမ်လက်လက်လေးတွေစီစီရှိနေတဲ့အနေထားမှာရှိတဲ့အိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျချမ်းရဲ့ကျဲက၄၀ဖြစ်ပြီးတော့မှဒီဘက်က pay 50ကျော်ပါတယ်အဲ့တော့40 50ကျော်မှာတိဆောက်ထားတဲ့အိတ်ခန်း၃ခန်းပါတဲ့အိမ်လေးတစ်လုံးဖြစ်တယ်ပိုင်ဆိုင်မှုအားကောင်းတဲ့မြေပေါ်မှာလည်းကျွန်တော်ဒါတိဆောက်ထားတာဖြစ်ပါတယ်ခင်ဗျအလှည့်ရတော့တောင်းလဲဖြစ်ပါတယ်ကဲအဲ့တော့ ခေါ်ထားတဲ့ဈေးနှုန်းကတော့ကျွန်တော်4500ကိုညှိနှိုင်းပြီးတော့မှရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျဒေါက်တာစမိုးပါ